ကဲဒီမှကျန်းစာတွေကနေအဓိကကြတဲ့အယူအဆတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ဒီကျန်းစာတွေမှာအဓိကကြတဲ့မိခွန်းတစ်ခုကိုတဲတဲ့မေးထားတာတွေ့ရပါတယ်အဲ့ဒါကတော့သခင်ယေရှုဆိုတာဘယ်သူလဲပေါ့ကဲအဲ့ဒီအဖြေကိုအတူတူရှာကြည့်ကြရအောင်ကျန်းစာကိုဖွင့်လိုက်တာနဲ့အဓိကအချက်ကိုရှေ့ဆုံးမှာတန်းပြီးပြောထားတာကတော်တော်စိတ်ဝင်စားဖို့ကောင်းပါလေအစဦး၌နှုတ်ကပတ်တော်ရှိတဲ့ ဒီနေရာမှာနှုတ်ကပတ်တော်ဆိုတာယေရှုကိုယဉ်ကျွမ်းတာဖြစ်ပြီးအဲ့ဒီနှုတ်ကပတ်တော်ဟာဖယားသခင်ပဲလို့ဆိုထားတယ်။ဒါကဒါကဘာကိုဆိုလိုချင်တာလဲ။တဆင့်ချင်းစီခွဲပြီးကြည့်သွားကြရအောင်။ဟုတ်ပြီပထမဆုံးအနေနဲ့ယေရှုရဲ့ပင်ကိုယ်လက္ခဏာကိုကြည့်ကြရအောင်။ဒီကျမ်းစာတွေကသူ့ကိုဘလို့မေးဆက်ထားတယ်လဲဆိုတော့အချင်းကာလာတွေမဆက်တင်ခင်ကနေကတရှိခဲ့နှုတ်ကပတ်တော်တပါအဖြစ်ဖော်ပြထားတာပါ။နှုတ်ကပတ်တော်ဆိုတာကြားလိုက်ရင်ကျွန်တော်တို့စကားပြောတဲ့စကလုံးတစ်လုံးလို့ထင်နိုင်ပါတယ်။ ဒါပေမဲ့ဒီနေရာမှာတော့အဲ့လို မဟုတ်ပါဘူး။ဒါဟာဖျားသခင်ရဲ့တဘာဝကိုဖော်ပြတဲ့အထူးနာမည်အထူးအသွန်အနှုန်းတစ်ခုဖြစ်သုံးထားတာပါ။ဒီအယူဆကိုပို့ပြီးခိုင်မာသွားအောင် ကျမ်းစာကဒီလိုကျမ်းပိုက်တွေကိုကိုးကားထားတာတရားပါပဲ။ဆလိုရာကဖန်ဆင်းခြင်းတွေမစတင်ခင်ကလေးကဖျားသခင်ရဲ့ဉာဏ်ပညာဆိုတာအရင်ဆုံးတည်ရှိနေပင်သာဖြစ်တယ်ဆိုတဲ့အချက်ကိုပြနေတာပါပဲ။ အရင်ကမျက်စိနဲ့မမြင်နိုင်တဲ့ထာဝရတူရှိနေရဲ့နှုတ်ကပတ်တော်ဟာယေရှုအဖြစ် လူလောကထဲကိုဝင်ရောက်လာတဲ့အခါမှာတော့အခြေအနေက လုံးဝပြောင်းလဲသွားပါတယ်။လူတွေကြားမှာအတူတူနေထိုင်ပြီးမြင်နိုင် ထိတွေ့နိုင်တဲ့ပုံကိုယ်တူဖြစ်လာခဲ့တယ်လို့ဆိုလိုတာပါ။ကဲယေရှုဟာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့သူရဲ့ပင်ကိုလက္ခဏာကိုတီးပြီးဆိုတော့သူပါလောက်ခဲ့တယ်လဲဆိုတဲ့အပိုင်းကိုဆက်ကြည့်ကြရအောင်ဒီကျမ်းစာရိအရာသူဟာအရာအလုံးကိုဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်ဖြစ်တယ်လို့ဆိုပါတယ် ဒါကတော်တော်လေးပြတ်သားပြီးအမတန်အားကောင်းတဲ့ပြောဆိုချက်တစ်ခုပါပဲ။ဘာလို့လဲဆိုတော့ဒီစံစာရဆိုရင်ယေရှုဟာဖန်ဆင်းခံရတဲ့ထဲကတခုမဟုတ်တော့ပဲအရာအလုံးကိုဖြစ်ပေါ်စေခဲ့တဲ့မူလအကြောင်းရင်းမူလအရင်းမြစ်ဖြစ်တယ်လို့ဆိုလိုနေတာပါ။အခုဒီမှာပြထားတဲ့နိုင်ရှင်ချက်ကတကယ်ရှိဝင်စားကြကောင်းပါတယ်။ယင်းမြစ်စံစာမှာခွဲခြားဖော်ပြထားတဲ့ဌာနချက်ကရှင်းလင်းပြတ်သားနေတာပဲ။ယေရှုကိုဖန်ဆင်းခံတဲ့ဘက်မှာမထားပဲ။ ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ဘက်မှာအခိုင်အမာထားပြီးဖော်ပြထားတာကိုတွေ့ရမှာပါ။သူရဲ့ဖန်ဆင်းခြင်းတန်ခိုးကဘယ်လောက်ထိကျေပြန့်တယ်လဲဆိုတာခြေလိုက်ပါဦး။မြင်နိုင်ရဲ့အရာတွေရောမမြင်နိုင်ရဲ့နံဝိညာဉ်လောကကအရာတွေရောကောင်းကင်မှာပဲဖြစ်ဖြစ်မြေကြီးပေါ်မှာပဲဖြစ်ဖြစ်အရာအလုံးအလုံးစုံဟာသူ့ကြောင့်ဖြစ်လာတာလို့ဆိုထားတာပါ။တကယ်ကိုအတိုင်းအဆမရှိတဲ့ဖန်ဆင်းမှုပါပဲ။ကဲစာချုပ်ဝလာကြီးကိုဖန်ဆင်းခဲ့တဲ့အကြောင်းလိုမျိုးအကြီးစားအကြောင်းအရာကနည်း အခုကျွန်တော်တို့တယောက်ချင်းချင်းနဲ့ပိုးပြီးနှိစက်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့အသက်ဆိုတဲ့ခေါင်းစဉ်ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်။ဒီကြားမှုမှဆိုရင်ယေရှုကတခြားသူကိုပြောခိုင်းတာမဟုတ်ပဲသူကိုယ်တိုင်တိုက်ရိုက်ပြောထားတာကိုတွေ့ရမှာပါ။ငါဒီအသက်ထစ်အေးတဲ့။ဒါဟာသူကိုယ်တိုင်ကအသက်ရဲ့အရင်းမြင့်အသက်ရဲ့ပင်မဖြစ်တယ်လို့ပြောနေလာတဲ့အတူတူပါပဲ။ဒီနေရာမှာတည်ခြင်းကနေအသက်ရှင်ခြင်းကိုဘလို့ကိုပြောင်းမလဲဆိုတဲ့ရှင်းလင်းတဲ့လမ်းစဉ်တစ်ခုကိုဖော်ပြထားတာပါ။ ဖျားသခင်နဲ့အဆက်အသွယ်ပြည့်နေတဲ့ဝိညာဉ်ရေးရာတည်ခြင်းအခြေအနေကနေသူသားတော်ကိုယုံကြည်ခြင်းအဖြစ်အသက်ဆိုတဲ့ဆက်သွယ်မှုကိုပြန်ရနိုင်တယ်လို့ဆိုလိုတာပါဒါပေမဲ့ဒီကျမ်းစာတွေရထာဝရအသက်ဆိုတာတကယ်တော့ဘာလို့ဆိုလိုတာလဲအချင်းအကြာကြီးနေထိုင်ရတာမျိုးလားဘာလဲအဖြေကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဒီကျမ်းစာရထာဝရအသက်ဆိုတာအဆုံးမရှိအသက်ရှိနေုံတသက်ကိုဆိုလိုတာမဟုတ်ပါဘူး အဓိကကတော့ဖယားသခင်နဲ့သူသားတော်ယေရှုခရစ်ကိုတည်ကျွမ်းယဉ်နီးတဲ့ဆက်ဆံရေးတခုတိဆောက်ချင်းအဲ့ဒီဆက်ဆံရေးကိုနိုင်ကထာဝရအသက်ဖြစ်တယ်လို့ဆိုထားတာပါ။ကဲအခုထိကျွန်တော်တို့လေ့လာခဲ့တဲ့အချက်၃ချက်ကိုပြန်ကြည့်ရအောင်။နှုတ်ကပတ်တော်ဖန်ဆင်ရှင်ပြီးတော့အသက်ဒီအချက်တွေအားလုံးကိုပေါင်းလိုက်တဲ့အခါဘယ်လိုနောက်ဆုံးကောက်ချက်တစ်ခုထလာမလဲဆိုတာကြည့်ကြရအောင်။ငါနဲ့ခမီးတော်သည်တလုံးတဝတိဖြစ်၏ဆိုနဲ့ဒီစကားကတော်တော်လေးနဲ့ပါတယ်။ သူနဲ့ခမီးတော်ဖျားသခင်ဟာတဘာဝအဖြစ်အတူတူပဲတန်းတူမယ်လို့ပြောဆိုနေလာဖြစ်ကြောင်းဒီကျန်းစာက အလေးပေးခါတာပါဒီအချက်တွေကို ပြန်ပြီးချုပ်ကြည့်ရအောင်အစမှာယေရှုကိုဘလို့မိတ်ဆက်ခဲ့တယ်လေထာဝရဒီရှိတဲ့နှုတ်ကပတ်တော်အဖြစ်ဖော်ပြခဲ့တယ်ပြီးတော့အရာအလုံးကိုဖန်ဆင်းတဲ့သူအဖြစ် သူ့ရဲ့တန်ခိုးကိုပြခဲ့တယ်နောက်ဆုံးမှာတော့သူဟာအသက်ရဲ့ရည်မဖြစ်တယ်ဆိုတဲ့သူ့ရဲ့အတိတ်ကရည်ရွယ်ချက်ကိုဖော်ပြခဲ့ပါတယ် ဆိုတော့ဒီအချက်တွေအလုံးကဘယ်ရာကိုဥတည်နေတာလဲဒီချက်တီအလုံးကိုစူးစီးပြီးတဲ့အခါမှာတော့ကျမ်းစာကတိကျပြတ်သားရေးကောက်ချက်တစ်ခုကိုခြောက်ပေးလိုက်ပါတယ်ယေရှုခရစ်ဟာစမန်နဲ့ဖိယားသခင်ဖြစ်ပြီးသာဝရအတလေဖြစ်တယ်ဆိုတာပါပဲဒီကျမ်းစာတွေရဲ့အဆုံးသတ်မှာတော့ငါဒီအလဖဖြစ်ဤအိုမီဂါလည်းဖြစ်ဤဆိုတဲ့စကားနဲ့ပိတ်ထားပါတယ်ဒါကအစမ်းနဲ့အဆုံးအရာအလုံးရဲ့အချွတ်ချဖြစ်တယ်ဆိုတဲ့အတည်ပဲပါ ီကျမ်းစာတွေကတင်ပြတဲ့ယေရှုရဲ့ပင်ကုန်လက္ခဏာဟာဘလောက်ထိလေးနက်ပြီးကျေပြန့်တယ်ဆိုတာကိုစဉ်းစားကြရဖြစ်ချမ်းထားခဲ့တာပဲဖြစ်ပါတယ်